ကစားခြင်းသည်သူတေသနာ၏အမြင့်ဆုံးပုံစံဖြစ်သည်လို့အယ်ဘတ်အိုင်စတိုင်ပြောကြားခဲ့တယ်လို့ပဲကစားရာရဲ့စွမ်းအားစာသင်ခန်းပြင်ပလေ့လာသင်ယူမှုဟာအရေးကြီးပါတယ်။ Scholars International Schools မှာဆိုရင်ကျောင်းသားလူငယ်တွေဟာလွတ်လပ်စွာစူးစမ်းရှာဖွေမှုဖန်တီးနိုင်စွမ်းနဲ့လေ့လာမှုတွေပြုလုပ်နိုင်မှုတို့နဲ့အတူတိုးတက်လာစေမှာဖြစ်ပါတယ်။မိမိတို့ရဲ့စမ်းသပ်တီထွင်ထားတဲ့ Cambridge သင်ယူညွှန်တဲ့ဟာ ပညာရေးဆိုင်ရာထူးချွန်မှုကိုအာမခံပေးနိုင်ပြီးကလေးတူဦးချင်းစီရဲ့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ဉာဏ်ဉာဏ်သွေးမြမစီရေးတွေအတွက်စော်ကစားခြင်းရဲ့အရေးပါပုံနဲ့ကလေးငယ်တွေအတွက်အာကစားအခန်းကဏ္ဍရဲ့အရေးပါမှုကိုလည်းအထူးအလေးထားသွားမှာဖြစ်ပါတယ်။ဒါပြင်တူဦးချင်းလှုပ်ဆောင်ရမှုတွေတာမကအစုအဖွဲ့အများနဲ့လက်တွေ့လှုပ်ဆောင်ရမှုတွေမှာလည်းပြင်ပလောကမှာတည်မြဲကြရမယ့်အတွေ့အကြုံတွေအပေါ်အခြေပြုပြီးမိမိတို့ရဲ့စမ်းသစ်တဲ့ Cambridge သင်ယူက ကျောင်းသူကျောင်းသားတွေရဲ့အနာဂတ်ရည်မှန်းချက်တွေကိုပုံဖော်ဖန်တီးရမှာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။မူကြိုအရွယ် PreKG ကနေ Year 7ဖြစ်တဲ့အသက်73နှစ်အရွယ်ကျောင်းသားတွေအတွက်စော်ကစားမှုဟာပြုရှင်မှုရရှိရဲဆိုတာထက်အတိတ်ပဲအများကြီးပိုရှိပါတယ်။စော်ကစားမှုကနေတည်ထနာဖြည့်ရှင်းနိုင်စွမ်းဖန်တီးနိုင်စွမ်းနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိစေတဲ့အကျိုးရလဒ်တွေရရှိစေမှာမလွဲပါဘူး။ပြုရှင်မှုအတွက်ကစားခုန်ကစားစနစ်တကျတဲ့စည်းကမ်းသတ်မှတ်ချက်တွေရှိတဲ့စော့ကစားနည်းတွေ ဘဝအတွက်တမိုးရှိလာတဲ့လိလာရဲ့ခီးစဉ်တွေစတာတွေကနေတဆင့်ចောင်းသားလူငယ်တွေအတွက်ခင်မီပြောင်းလဲနေတဲ့ကဘာကြီးမှာအောင်မြင်မှုတွေရရှိဖို့အရေးတကြီးလိုအပ်တဲ့27ရာစုကျွမ်းကျင်မှုတွေရရှိစေဖို့ကိုလည်းမိမိတို့ scholars ကကူညီပေးနိုင်ပါတယ်။ရန်ကုန်မြို့လိုမြို့ပြရဲ့လူနေမှုအခြေအနေနဲ့အကျပ်အတည်းတွေအောက်မှာကလေးတွေအတွက်လွတ်လပ်စွာစော်ကစားနိုင်တဲ့နေရာတွေကလည်းအကန့်အသတ်နဲ့သာရှိနေပါတယ်။ဒါ့အပြင်မြမောက်ခေအခြေအနေအရမိသားစုတစုမှာမောင်နှမအရေးအတွက်နေပါမှု ကလေးငယ်တွေကစားပေါ်နေပါမှုလူမှုဘဝပျော်ရွှင်စရာအခွင့်အလမ်းနေပါမှုတွေလည်းရှိနေပြန်ပါတယ်။ဒီလိုအခြေအနေတွေမှာကလေးတွေလှုပ်လှက်စွာလှုံ့ဆော်နိုင်မှုအရာရာကိုကောင်းစွာစူးစမ်းလေ့လာနိုင်မှုစာသင်ခန်းပြင်ပကအရာတွေကိုဘဝအတွက်လေ့လာသင်ယူနိုင်ဖို့စတဲ့အခွင့်အလမ်းတွေနဲ့လွဲချော်နေတတ်ကြပါတယ်။ဒါကြောင့်လည်း Scholars International Schools ဟာကျေပြည့်တဲ့ကစားစရာနေရာတွေကစား권တွေပျော်ရွှင်ပွဲကောင်းတဲ့သင်ယူပြင်ပလှုံ့ဆော်မှုတွေနဲ့ တံမိုးကြီးတဲ့လေးလာရေးခီးစဉ်တွေကိုဖော်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။ကျောင်းသားလူငယ်တွေကဘာကြီးနဲ့ထိတွေ့ဆက်ဆံဖို့လူမှုဆက်ဆံရေးကောင်းရှိပြီးပါနဲ့လိမ်မာစေဖို့ဘဝအတွက်တံမိုးကြီးလာတဲ့ပညာကိုမြမျက်နုနုနဲ့လွတ်လပ်ပေါ်ပါစွာသင်ယူနိုင်စေဖို့အတွက်အခွင့်အရေးတွေကိုလည်း scholars ကပုံဖော်ဖန်တီးထားရှိမှာဖြစ်တဲ့အပြင်ကုန်ကျစရိတ်မများပဲအရေးသွေးမြင်မာတဲ့ပညာရေးနဲ့အတူကလေးတွေအတွက်တံမိုးရှိလာတဲ့လူငယ်ဘဝပျော်ရွှင်မှုတွေကိုပါတပါးရင်းရရှိစေမှာဖြစ်ပါတယ်။ Scholars International Schools ဟာပညာရေးအတွက်သာမက ကလေးတွေရဲ့ဘဝဘတ်စုံခွင့်မျိုးတိုးတက်ရေးအတွက်ပါပြုစုပြောထောင်ပေးသွားမှာပဲဖြစ်ပါတယ်။